လက်ဗရောင်းတောင်ကျေးနီစီမံကိန်းမှာဒုံကျုံရစ်တပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်ဒေသခံဒေါခင်ဝင်းတေဆုံးခဲ့တာသတင်းတစ်ပတ်ပြည့်တဲ့နေ့ဒီဇင်ဘာ28ရက်နေ့မှာကြပြားချစ်သူများအဖွဲ့ကလက်ဗရောင်းတောင်ဥရန်ကြပြားစာဆောင်ကိုရန်ကုန်မြို့လယ်မှာဝင်းငှခဲ့ပါတယ်။ခန္ဓာကိုယ်ကခွေကနေမြေပေါ်လဲကြနှစ်ဖူးကကြည်ဖောက်အုံနောက်ပွင့်စိတ်ကမတရားမှုကိုရဲရဲတောက်ဆန့်ကျင်ရေးသူရဲကောင်းပိသားစွာလွတ်မြောက်သွားတယ်ဆိုတဲ့ကြပြားနဲ့အစချီထားတဲ့လက်ကမ်းစာဆောင်တွေကိုမဟာဗန္ဓုလပန်းချံရှိကားမှတ်တိုင်နဲ့ လူစီကားရနေရာတွေမှာလိုက်လံဝင်ခဲ့ပါတယ်။လဗရောင်းဥရန်လက်ကန်းစာဆောင်မှာကောက်နွယ်ကနောင်မောင်စင်ဝင်းပတိကုန်းတို့ရဲ့ကြပြအပါဝင်ဆရာကြီးဇော်ကြီးရဲတဲ့ဒုတိုင်းပြီးမောင်ဆောင်ခါရဲ့ဖြင်တပတ်စာအပြာွက်လေးကြပြမောင်ရီသွေးရဲ့ဆန္ဒစတဲ့ကြပြတွေကိုဝင်ခဲ့ပြီးမဟာဗန်နုလာပန်းချန်ထဲမှာကြပြတွေရွတ်ဆိုခဲ့ပါတယ်။လဗရောင်းကိစ္စကိုအားလုံးကလှုပ်ဆောင်နေတာကြောင့်ပါမန်ထပ်ပို့ပြီးမဖြစ်နိုင်တာတွေအော်လို့မရတဲ့အကြောင်းဒါပေမဲ့လဗရောင်းကိစ္စကိုအချိန်မပြတ်စေချင်တာကြောင့်အခုလိုကြပြတွေဝင်ခဲ့တာပါလို့ ကဗျာဆရာမောင်ဆောင်ခါကပြောပါတယ်အဓိကရွေချက်ကတော့ကျွန်တော်ဒီနေ့ဟိုလွန်ခဲ့တဲ့9ရက်နောက်ကသုံးသွားတဲ့ token win ရဲ့ ိုရက်လည်နေပေါ့ရက်လည်နေမှာကျွန်တော်တို့တစ်ခုခုလုပ်မယ်ဆိုပြီးစဉ်းစားတဲ့အခါမှာပြီးတော့ဒီအရလေးဝေပြတဲ့ပေါ့နောက်တစ်ခါကျတော့လူတိုင်းဒီပုံမှာ light တွန်းနေကြပါမယ်အခုတွေက direction တွေပြောင်းနေရမျိုးရှိရဟိုလူကျင်တဲ့ဟာပါလေပြီးရင်ဟိုတာမန်တဲ့ပို့ပြီးတော့မဖြစ်နိုင်တာတွေကိုတော့ on နေလို့လည်းမရအောင်အဲ့တော့ကျွန်တော်တို့ကဒီအိုင်းတော့မဟုတ်ဘူးဒါပေမဲ့ဒီအိုလည်းအချိန်မပြည့်စေချင်ဘူးဗျာ